အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရန်ကုန်မှာပြုလုပ်တဲ့ EDF ဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာတက်39နှစ်ရွယ်ဆိုတော့အဒီနိုတခြင်းဆိုင်နှလုံးရောဂါနဲ့လဲကြကွယ်လုံးရန်ကုန်မြို့တင်ကန်ကျွန်းမြို့နယ်ရှိ Eastern Yangon Event Park မှာပြုလုပ်တဲ့ EDF ဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာတက်39နှစ်ရွယ်ဆိုတော့အဒီနိုတခြင်းဆိုင်နှလုံးရောဂါနဲ့လဲကြကွယ်လုံးသွားကြောင်းကွယ်လွန်သွဲရင်းဒီရဲ့မိတ်ဆွေနဲ့အမှုပညာတိုင်ဝိုင်းထံကနေသိရတယ် ရမန်နေညာပိုင်းအစ္စတန်ရန်ကုန် event ပတ်မှာပြုလုပ်ခဲ့တဲ့ကွယ်လွန်သောဆိုရော်ရီမိုမတ်တရားနဲ့အီဒီယန်ဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာဆိုရော်အဒီနိုချင်းစုံနေလဲကြသွားကြောင်းကျန်းတော်စေယုံတို့ပူဆောင်စဉ်ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။မဆိုရော်အဒီနိုကကွယ်လွန်သူအဆိုရော်ရီမိုနဲ့မငုံနဲ့တခြင်းကိုတည်ဆောင်းရင်းနဲ့လဲကြကွယ်လွန်ခဲ့ခြင်းဖြစ်ပြီးတော့ကွယ်လွန်ချိန်မှာ38နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ကျွန်တော်တို့ Forever 109 brand ကို စတင်တည်ထောင်ခဲ့တဲ့ founder vocalist ကိုဗိုဇာဒရမ်မာတအုပ်ဖြစ်တဲ့အဒီနိုမင်းသိလွင်ဟာ25ရက်စဲလ2025 EDS Fairwall တာဝါမှာတိဆိုးပြပြနေစဉ်ဟက်အတက်ဖြစ်ပြီးတော့ကွယ်လွန်ဆုံးပါသွားခဲ့ပြီဖြစ်တယ်လို့ Forever 109 Brand ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ရမနေ့ညကပြုလုပ်တဲ့ဖြတ်ပြပွဲမှာကွယ်လွန်သူဆိုတော့ရီမွန်အတွက်အမှတ်တရနဲ့ EDF ဖွဲ့အနောက်ဆုံးဖြတ်ပြပွဲဖြစ်ကျင်းပခဲ့ခြင်းပဲဖြစ်ပါတယ်။